မနေ့ကအိုမန်နိုင်ငံမှာတည်ဆုံသွားတဲ့ကျွန်တော်မြန်မာမားလီတယောက်ကိုကျွန်တော်တင်ထားပါတယ်တကယ်ဝမ်းနဲ့ဖို့ကောင်းပါတယ်6လပိုင်း3ရက်နေမှာဟော သူ့ရဲ့အလုတ်ရှင်နဲ့လို့ပြောတယ်အလုတ်ရှင်ပါမှာပါတော့ကျွန်တော်လည်းမသိဘူးသူ့ရဲ့အလုတ်ရှင်နဲ့အတူမှန်ပြီးရွှေ့ရင်းနဲ့မှန်ပြီးပြီပြီးတော့မှတည်ဆုံသွားတယ်လို့ပြောတယ်ဗျဒါတချို့ပြောပြချက်ဆိုလို့ရှိရင်ဦးရီပါထွက်သွားတယ်လို့ပြောတယ်ဒါကတကယ်စိတ်မကောင်းဝမ်းနေစရာဖြစ်ရတယ်ပေါ့အားလုံးမင်္ဂလာပဲအီမူကီကြည့် channel ယူလိုက်ပါရဲ့ဒီနေ့တစ်ဆက်ပေးမယ့်သတင်းတွေအရင်ဟောမှရေးကြည့်တဲ့သတင်းလေးဗျဒီသတင်းလေးကဘာလဲဆိုရင်ဒီအိုမန်နိုင်ငံမှာအလလုံးနေရဲ့မင်္ဂလီတယောက်ပေါ့မင်္ဂလီဖြစ်စဉ်လေးကိုဒီပြောပြလာရပြီပါလိဒီဘာလဲကျွန်တော်မြေပြသက်တဲ့ဆက်ပေးတာဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်ပြပြလေးဆက်လိုက်ရအောင် ကျွန်တော်မြန်မာအမျိုးသမီးတွေနိုင်ငံခြားမှာပေးဆက်ခဲ့တဲ့အရာတွေမြန်မာအမျိုးသမီးရေလို့မဟုတ်မြန်မာအလုပ်သားတွေဟိုခက်မြများနိုင်ငံခြားမှာပေးဆက်ရတယ်တော်တော်များနေပြီဒါပေမဲ့ နိုင်ငံခြားမှာအဲ့လိုပေးဆက်ရလို့နိုင်ငံခြားကိုမသွားရဘူးလားဆိုလို့လည်းမဟုတ်ဘူးဗျမြန်မာနိုင်ငံမှာနေလို့ရှိရင်လည်းသူနေသူခံနေတော့ဩစာဝင်နေရေးကြက်တဲတဲ့ဩဒုက္ခရောက်တဲ့လူတွေရှိတယ်အသက်ပေးတဲ့လူတွေရှိတယ်သူညာတဲ့သူတော့အသက်ပေးတဲ့လူရှိပါတယ်ဒါပေမဲ့လို့ဩနိုင်ငံခြားကိုသွားနေလေကလေးတွေအနေနဲ့ကျွန်တော်တကယ်စိတ်မကောင်းဝမ်းနည်းစရာလည်းဖြစ်ရတယ်ဩတကယ်သူတို့ကိုလည်းဩဂုံယူပါတယ်ဘာလို့ဆိုလို့ရှိရင်သူညာနိုင်ငံမှာသွားပြီးတော့မှဆွန်းဆွန်းဆန်းဆန်းနဲ့ဩမွေသွားရှာကြတယ်ဩအလုံးလုံးကြတယ်သူတို့သွားတဲ့ခီးစင်ကလွယ်တဲ့ခီးစင်တော့မဟုတ်ဘူးဗျဩမြန်မာနိုင်ငံမှာ နေပြီးတော့မှနိုင်ငံเจ้าကိုထွက်ဘူးတဲ့သူတွေခံများများသိတယ်ဒါကြောင့်မို့လို့နိုင်ငံเจ้าကိုတွားတဲ့သူတွေကိုကျွန်တော်တုံတောင်မွေပန်ဘူးဘာလို့မွေပန်လဲဆိုလို့ရှိရင်ဟောသူတို့မှာနီလန်ပေါင်းစုံနဲ့အခက်ခဲပေါင်းစုံနဲ့ဒီနိုင်ငံเจ้าကိုရောက်အောင်သူများနိုင်ငံမှာအိမ်ဖော် အင်းအကူပေါ့ဗျာအင်းအကူသွားလို့ရပေမဲ့သူများနိုင်ငံမှာအလုပ်သွားလို့ရပေမဲ့လေသူတို့မှာဒီကနေနိုင်ငံခြားကိုရောက်ဖို့အတွက်အမျိုးမျိုးနီလန်းပေါင်းစုံနဲ့သူတို့ထွက်ရတယ်ဗျာဟောတခြားနေရာမှာကြီးနေပတ်စပို့လုတ်တဲ့နေရာမှာပဲကြီးပတ်စပို့နှုတ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းအခက်အခဲပေါင်းများစွာနဲ့သူတို့လုတ်ရတယ်နေဘူးထဲမှာတန်းစီရတယ်လူတွေကြိတ်ကြိတ်တို့အလုပ်ပြက်ခံပြီးတော့မှသွားရတယ်ဟောနီလန်းပေါင်းစုံနဲ့ဖြည့်ရှင်းပြီးတော့မှသွားရတယ်အဲ့လိုနိုင်ငံခြားသွားဖို့ရအတွက်လည်းမလွယ်ကူဗျာသူတို့မှာအင်တာဗျူးတွေအထက်ထက် view ပြီးတော့မှသူတို့သွားရတယ်သွားပြီးတော့မှအလုပ်လုပ်ကြရတဲ့အတွက်ဒီကလေးတွေအတွက်တကယ်ကိုချင်းစာ ါတယ်အခုနိုင်ငံခြားရောက်နေတဲ့ကလေးတွေကိုကျွန်တော်တကယ်ကိုချင်းစာပါတယ်။ဟောတခါကျလို့ရှိရင်သူတို့ TikTok ပေါ်မှာတက်လာတဲ့ social media မီဒီယာပေါ်မှာတက်လာတဲ့တက်လာပြီးတော့မှ TikTok တွေစောကြတယ်၊ကကြတယ်၊တချို့တွေဝေဖန်ကြတယ်၊ညတို့နိုင်ငံခြားမှာသွားပြီးတော့နန့်နေကြလားပါ။ဒါကျွန်တော်မဝေဖန်ဘူး။ဘာလို့မဝေဖန်ဆိုသူတို့လောက်ကတဲ့အတုကတပတ်လုံးတစ်လလုံး ပင်ပင်ဘက်မှလှုပ်ရတာဗျာနိုင်ငံခြားမှာရောက်နေတဲ့သူတွေဆိုတိတယ်သူတို့တကယ်ကိုချင်းစားတယ်ဟောတကယ်တနာလဲတနာလဲအဲ့တော့သူတို့မှာဒီလောက်ပင်ပင်ဘက်မှလှုပ်တော့ဟာမှာသူတို့မှာတပတ်ကိုတရက်ဒါမှမဟုတ်လဲတလောက်ကိုတရက်ပြောရတာကျွန်တော်အရန်နားလည်းမပေးတယ်ဘာလို့နားလည်းမပေးတာဆိုသူတို့မှာတကယ်ပင်ပန်းနေဗျာဒါကြောင့်မို့ဒီမှာရှိနေတဲ့ညီကောင်မောင်တော်မတွေလဲကိုယ်နိုင်ငံသားတွေကိုယ်နိုင်ငံသူတွေဟောလိုင်းဝန်မှာနိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတွေပျော်တယ်ပါတယ်ဆိုနားလည်းပေးပါသူတို့သူတို့မှာဘဝတွေအများကြီးပြစ်ဆက်ရတယ် သူတို့ဟိုမှာပတ်စံရှားရတယ်ရတဲ့ပတ်စံကိုအိမ်ကိုပို့တယ်အိမ်ကလူတွေအတုံးမကြလို့ရှင်အဲ့ပတ်စံကသူတို့ပြန်လာချင်းအလကားပဲဗျဟိုကနေသူတို့ပို့တဲ့ပတ်စံတွေကိုဒီမှာရှိနေတဲ့သူတွေကကောင်းကောင်းမွန်သုံးဆွဲတက်မှယင်းဤတက်မှမြုပ်နှံတက်မှဒါမှမဟုတ်လို့ရှင်ဒီပတ်စံကိုအလဲအသက်သုံးလိုက်လို့ရှင်သူတို့ပြင်ပမှန်နဲ့ပြန်လာလို့ရှင်ဒီပတ်စံကိုငွေကိုမမြင်ရဘူးကျွန်တော်တို့ကသူများနိုင်ငံမှာတွားလို့တဲ့ကလေးတွေ တခုခုဖြစ်ပြီးတော့တေမတခုခုဖြစ်ပြီးတော့မှဒုက္ခရောက်မှဝမ်းနေကြောင်းအာရင်ပြီးတော့ရေးကြတယ်ပူဆွေးကြောင်းရေးကြတယ်ဒါပေမဲ့သူတို့အောင်မြင်လို့ရှိရင်ဝမ်းမြောက်လက်ခုပ်တီးပေးလို့မရှိဘူးသူတို့သူတို့သူတို့ဒုက္ခအခက်ခဲဆင်းရဲပေါင်းများစွာနဲ့တွားပြီးတော့မှလုတ်ကင်နေရတကယ်တနာမှုကောင်းတယ်ဗျအဲ့တော့မနေ့တုန်းကတေဆုံးသွားတဲ့ကလေးအတော့လည်းတကယ်ဝမ်းနေပါတယ်လို့ဟောဒီမှာရှိနေတဲ့သူတွေလည်းနိုင်ငံခြားမှာတွားပြီးတော့အလုပ်လုပ်တဲ့ကလေးတွေကိုဟာနေလို့နိုင်ငံခြားကိုမတွားကြနဲ့ဘာမပြောကြပါနဲ့ဒီနိုင်ငံမှာနေတော့လေအသက်အန္တရာယ်ဆိုတော့ဘယ်နိုင်ငံမှာနေနေအသက်အန္တရာယ်ချင်းဆိုင်ရမှာပဲသူတို့မှာ ဒီငွေကြေးရဖို့အတွက်စွန့်စားသွားပြီးတော့မှလုတ်ကင်ခဲ့တဲ့လုတ်ကင်တဲ့အရာလေးတွေဂုံပြုကြပါလို့ကျွန်တော်ပြောပြချင်ပါတယ်ဗျာဟုတ်ကဲ့ပါမြေကြီးကျွန်တော်ပြပိုင်းဒီတော့ပါပဲဒီ YouTube ဖန်လေးကတော့တကယ်ကိုမှစိတ်မကောင်းစရာဗျာနော်အင်္ဂလိပ်ကအိုမန်နိုင်ငံမှာအလုပ်လုပ်နေရင်လည်းမှန်ဗီဒီယိုပြပြီးတော့ဗောနော် ဒီလိုမျိုးဖြစ်သွားတယ်တကယ်မှစိတ်မကောင်းစရာပဲဒီတခြားနိုင်ငံမှာရောက်ရှိနေတဲ့ဒီနိုင်ငံကမိသားစုတွေလည်းဒီအလုံးမဲ့ကယူဆိုင်ကြပါဒီဘဝလေးကိုလည်းမြန်မာလေးလိုက်အခြေလေးပြီလို့ပြောတောင်းဆိုချင်ပါတယ်ဒါမှနောက်ထပ်လူတွေလည်းဒီကျွေးလေးကောက်ပဲပြင်ဆင်နိုင်တာပေါ့ဗျာနော်ဟုတ်ကဲ့ပါကျွန်တော် channel နဲ့ပူတရရဲ့ကြောင်နဲ့ဆယ်လီတဲ့အစ်တွေကိုမြင်တက်ဆက်ပြပါမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ဘေးနဲ့ notification bell လေးပါနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel အားဖြင့်ကြည့်ရှုသူတွေရဲ့ချင်းကြည့်နေမြဲတင်ပါတယ်နောက်ထပ်ပြပါပြင်ဆင်ရမယ်တရား